လကများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့အတွက်သတင်းစာဆရာကြီးဟန်တာရီဦးဝင်းတင်ရဲ့ဘာလဲဟဲ့လူငယ်ရဲဆိုတဲ့စာအုပ်ရဲ့အပိုင်း၃ကိုဖတ်ရှုတင်ဆက်ပေးမှာဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါဦးခင်ဗျာ။အမေစုရွှေရုတပြေနုဇေရတုနိုင်ငံရေးအကျဉ်းသားလူငယ်အားလုံးပျော်နေကြတယ်။လက်ခုပ်လက်ဝါးတီးကြကြောချင်းတက်ကြအမေစုကွာဟဲ့လို့អော်ကြရွှေရုကွာဟဲ့လို့ဟစ်ကြတပြေနုကွာဟဲ့လို့ဟင်းကြဇေရတုကွာဟဲ့လို့ဟောက်ကြ 1995နှစ်ဆန်းလောက်မှာပါဒေါ်အောင်ဆန်းစုကြည်နှစ်90ပြည့်မဲ့နှစ်လေတိုက်သုံးကလူငယ်တချို့အကြံရတယ်အမေစုရွှေရုပွဲလုံးမယ်လူငယ်တချို့ကတမျိုးအကြံရတယ်အမေစုစီတပြေနုဇေရုကမ်းမယ်ဒါပေမဲ့ဘယ်မှာလဲတပြေပင်ဘယ်မှာလဲခရုတင်တကယ်တပြေနုပို့မယ်ပြောတာမဟုတ်ဘူးကွတကယ်ခရုတင်မှုတ်ပြီးဇေရုဟစ်မယ်ပြောတာမဟုတ်ဘူးကွတပြေနုနဲ့တူတဲ့စက်ကူပေါ်မှာဒါမှမဟုတ်ပလတ်စတစ်ပေါ်မှာဒါမှမဟုတ်အဝတ်စပေါ်မှာ တဝန်လွှာရေးမယ်တဝန်လွှာထဲမှာဇေကျတုနဲ့တူတဲ့အောင်စိတ် အောင်မန်အောင်တန်တွေရေးမယ်ကွာတိုင်ဝင်းထဲကတိုက်ပေါင်းဆုံးမှာလူငယ်တွေညှိကြတယ်တဝန်လွှာကိုပိတ်စပေါ်မှာရေးဖို့သဘောတူကြတယ်အပြင်ကတက်ထရွန်လုံးကြီးအဖြူတွေသွင်းတယ်စာလုံးပေါ်လွင်အောင်ရေးဖို့ဂျဲပင်တွေဆော့ပင်တွေမင်းဆိုဘောပင်တွေသွင်းတယ်တဝန်စာတွေကိုတူးချင်းစိတ်ကြိုက်ဒါပေမဲ့တုံနိုင်သမျှတူတူရေးချဖို့ညှိကြတယ်ဒေါ်စုရွှေကျတုမွေးနေ့ဖြစ်တဲ့1995ဇွန်16မတိုင်ခင်တပြေနုအပြင်ရောက်ဖို့ စိုင်းပြင်းကြရတော့တယ်။တပြေနုအဝတ်စားတွေကဝန်ထမ်းကတစ်ဆင့်အပြင်ထုတ်ရမှာ။အဝတ်စားအပြင်ထုတ်နီးစဉ်းစားကြတယ်။ဘယ်လိုထုတ်တယ်ဆိုတာရေးမပြပါရစေနဲ့။အဝတ်စားဆိုတော့တဲရယူရထောင်ဘူးဝဖြတ်တန်းရလွယ်တာပေါ့။အဝတ်စားတွေကိုရှက်အင်းကြီးကြောဘက်ချမ်းအရွယ်လောက်ဖြတ်တယ်။တိုက်တိုင်းစီကိုတစားစီလောက်ပေးတယ်။ရေးချင်သူတိုင်းရေးနိုင်ဖို့စီစဉ်တယ်။ဘောပင်ကိစ္စဆိုတာကလည်းတကယ်လို့တော့အတော်ခက်တာ။ဘောပင်ထောင်ထဲသွင်းဖို့ဆိုတာနီလန်းရွေးစရာတိတ်မရှိဘူး။ ထောင်ဝင်စားကသွင်းမလို့တိတ်မလွယ်ဘူးဒီလောက်အချောင်းကြီးကိုဘယ်လိုအထောက်ကြညှက်မလဲဘယ်စားစရာတဲ့ထိုးမလဲဘယ်ပစ္စည်းကြလိမ့်မလဲဒီတော့ဝန်တန်းကတဆင့်ပဲသွင်းရတော့မှာပေါ့ဝန်တန်းနဲ့သွင်းတယ်ဆိုတော့ဝန်တန်းကိုပဲပုံအပ်လိုက်ရတော့မှာပေါ့ဘောပင်နဲ့သွင်းဖို့ဝန်တန်းကိုလွှဲတော့ဝန်တန်းသုံးဘောပင်မျိုးပဲရမယ်လိုချင်တဲ့ဂျဲပင်မျိုးယူနီပင်မျိုးမင်းဆိုပင်မျိုးဆိုတာတွေရဖို့မတိချဘူးဇံရွေးနေလို့မဖြစ်တော့ဘူးတွေ့ကြရဘောပင်ကိုပဲမြန်မြန်သာသွင်းခဲမောင်ရဲလို့ဝန်တန်းကိုမှားရတယ် ဒီတော့တချို့တိုက်တွေဖို့ရေးရသားရအဆင်မပြေလှဘူးရေးတဲ့သားတဲ့အဆင်ရောက်လာတယ်တချို့ကပွဲကြီးလမ်းကြီးတွေကိုပို့တဲ့တကယ်စာဝင်ပေမြောက်သဝန်လွှားလို့မင်္ဂလာဩဘာစာလို့တခန်းတနာရေးဖွဲ့ခြင်းနဲ့ကျွန်တော်ကိုယ်တိုင်လဲကိုပြောချင်တာလေးတွေဒေါ်စုတီးချင်တာလေးတွေစုံစစ်အောင် လက်တဝါးစာမဟုတ်တော့၄၅၀ချောင်းလောက်တော့မရရအောင် ရေးချင်တယ်လူစိတ်သဘာဝပဲကျင်းသားစိတ်သဘာဝပဲအန်တီကျမ်းပါပါစေချမ်းသာပါစေတတ်တော်ရာကျော်ရှိပါစေဆိုတာလောက်ပဲရေးသူတွေလည်းရှိတယ် တတိအမျိုးမျိုးပေးထားတဲ့ကြားကရှေးလို့ရသလောက်ရှေးရှေးရေးသူတွေလည်းရှိတယ်။ပန်းပွင့်ပုံလိုရေမြေတောထောင်ပုံလိုထောင်မြင်ကွင်းပုံလိုမျိုးတွေရေးထဲသူကရေးထဲကြတယ်။ကာတွန်းဆွဲထဲသူတောင်ပါသေး။ကျွန်တော်ကတော့အရေးအကြီးဆုံးနိုင်ငံရေးသတင်းစကားလို့ထင်မြင်မိတဲ့စုလွတ်တွေ့ကိုပဲစာ50ကျောင်းရေးထဲလိုက်တယ်။ကျွန်တော်အခန်းနီးချင်းတွေကလည်းအဲ့ဒီတဝန်စကားအောက်မှာပဲလက်မှတ်ဝိုင်းထိုးကြတယ်။စုဆိုတာဒေါ်စုနဲ့နိုင်ငံရေးအကျဉ်းသားအလုံးချွင်းချက်မရှိလှုပ်ပေးရေး လွတ်ဆိုတာ1990ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကိုလေးစားလိုက်နာပြီးလွတ်တော်အမြန်ဆုံးခေါ်ယူဖွဲ့စည်းရေးတွေ့ဆိုတာဒီမိုကရေစီအတိုက်ခံအင်အားစုများနဲ့နာဝတာစစ်ကောင်စီတို့နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဖြစ်တယ်ဆိုတာကိုတောင်ရှင်းမပြနိုင်ပါဘူးစုံနဲ့လှုပ်ကိုတွဲတဲ့ပေါင်းဖက်ပြီးဒေါ်စုလှုပ်ပေးဖို့တောင်းတာပဲလို့ထင်တတ်ကြတယ်မဟုတ်လားဒေါ်စုလည်းအဲ့လိုတွေးမိမလားလို့စိုးရိမ်မိတယ်အမေရိကန်လွှတ်တော် အမတ်ဘီရစ်ချက်ဆန်နဲ့ဒေါ်စုတွေ့မှာပဲအမတ်ကလည်း ရှင်းပြပြစ်မှာပဲလို့စိတ်ဖြေရတယ်။ကျွန်တော်တို့တွေအားလုံးတပြေနုဥစ္စာပေါ်မှာဇေယတုတဝင်စကားတွေရေးပြီးကြတော့တပြေနုကိုထောင်ပြင်ထုတ်ကြတာပေါ့။အဝိစာတွေဆိုတော့ထောင်ပြင်ထုတ်ရမှာတိတ်အခက်ခဲမရှိလှပါဘူး။အဝိစာကစက်ကူရွက်ထက်တော့တိုရဝှက်ရလွယ်တယ်လေ။ဒီလိုနဲ့အမေစုရွှေယတုတပြေနုဇေယတုထောင်ပြင်ရောက်သွားတယ်။ဒေါ်စုလက်ထဲရောက်မရောက်တော့ဧကံဧကမသိဘူး။ရောက်မှာပါ။ရောက်ကိုရောက်မှာပါ။ကျွန်တော်တို့အဖို့ကတော့ဒေါ်စုလက်ရောက်တာမရောက်တာထက် နိုင်ငံရေးလုပ်ငန်းတစ်ခုကိုလှုပ်ရှားမှုပုံတံနဲ့အကောင့်အထည်ဖော်နိုင်ခဲ့တာအောင်မြင်မှုပါပဲအဲ့ဒီလိုတစ်ထစ်ချပြောချင်ပါတယ်အထူးသဖြင့်ပြောချင်တာတစ်ခု ရှိပါတယ်ဒီရွှေရည်တုံဝင်လွှာလှုပ်ရှားမှုပေါ်ဆောင်လိုက်နိုင်တာဟာနောင်လာမဲ့နိုင်ငံရေးမှုန်တိုင်းတွေအတွက်မျိုးစစ်ကျဲတာဖြစ်တယ်တာလှော့ခရီးသံပေးတာဖြစ်တယ်ဒီရွှေရည်တုံဝင်လွှာလှုပ်ရှားမှုမှာမြစ်ဖြားခံပြီးအခြားအခြားသောထောင်ပုံစံခွက်တွေကနိုင်ငံရေးမှုန်တိုင်းတွေထန်ခဲ့တယ်ဆိုတာပြောချင်ပါတယ်အင်းစိန်ထောင်မှာသာမက တပြေလုံးမှာရှိတဲ့ထောင်ကြီးထောင်ငယ်တွေအလုတ်စခန်းတွေမှာပေါ်ပေါက်ကြုံတွေ့နေရတဲ့လူမဆန်ဆုံးလူအခွင့်ရေးချိုးဖောက်မှုတွေအကြောင်းတော်ရိုင်းတရိษံစိတ်နဲ့ကျူးလွန်ခဲ့တဲ့ညင်ပန်းနှိပ်စက်မှုတွေအကြောင်းယမဇိုတရားအကင်းမဲ့ဆုံးစိတ်မိုက်စိတ်ရိုင်းတွေနဲ့အကျဉ်းသားတွေအပေါ်ကျင့်သုံးခဲ့တဲ့အနိုင်ကျင့်မှုဖိနှိပ်ချုပ်ချယ်မှုတွေအကြောင်းအဲ့ဒါတွေအားလုံးကိုလေလာစုဆောင်းစာရန်ကြီးပြုစုပြီးကုလသမဂအတွင်းဝင်ကျုပ်စီကိုပို့ခဲ့တယ်အဲ့ဒီကုလသမဂစာရန်လှုပ်ရှားမှုမျိုးမှာ နိုင်ငံရေးအကျဉ်းသားအလုံးနိုးနိုးကြကြတက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့ကြတယ်။ဒါမျိုးဟာရွှေရုသဝင်လွှာလှုပ်ရှားမှုရဲ့အကျိုးဆက်ပေပဲလို့ဆိုရမှာပါ။နောင်လာမယ့်ထောင်ထဲနိုင်ငံရေးလှုပ်ရှားမှုတိုင်းဟာဒီစုလွတ်တွေ့လှုပ်ရှားမှုမှာမြစ်ဖြားခံပြီးစီးဆင်းခဲ့တယ်။ဒီရွှေရုသဝင်လွှာလှုပ်ရှားမှုကသွေးထိုးပေးလိုက်တဲ့မန်ညာတတ္တိတွေရဲ့စွမ်းအားကြောင့်စာပေအမှုပညာဆိုင်ရာအားထုတ်မှုတွေတည်တည်တံ့ကြီးပေါ်ထွက်လာခဲ့တယ်။ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားများအကြမ်းမှာအကြောက်တရား ကင်းစင်ကွယ်ပြောက်ကုန်တယ်။လုပ်ငန်းလုပ်ရတွေလှုပ်ဆောင်ဖို့အတွက်ဘယ်လိုအခက်ခဲကုန်မစိုးကြော်နှင်းဖြတ်တန်းဖို့အတွက်လိုလျင်ကြံစနီးလန်းတွေရလာတယ်။ထောင်အဆင့်မှာမင်းမှုစိုးမိုးနေတဲ့ထောင်အာနာရှင်ပေါ့ဆာပီစီကွေးလေးတွေကိုကြောက်ရည်မဆိုင်တော့ဘူး။ကြောက်စရင်မသွင်းတော့ဘူး။ကိုအော်တဲ့နာရဲရဲအော်တယ်။ကိုလှုပ်စရာရှိတာရဲရဲလှုပ်တယ်။ကိုလှုပ်တဲ့နာရဲရဲလှုပ်တယ်။ကိုဖော်တဲ့နာရဲရဲဖော်တယ်။ဒီစိတ်တက်ဒီအာမန်ဒီမကြောက်တရားတွေနဲ့လှုပ်ကြ၊ကြိုင်ကြ၊လှုပ်ရှားကြလို့ နိုင်ငံရေးအခမ်းအနားတွေနိုင်ငံရေးအထိမ့်မှတ်ပွဲတွေနိုင်ငံရေးဆွေးနွေးပွဲတွေနိုင်ငံရေးဟောပြောပွဲတွေစင်တိုက်ဆက်တိုက်ကျင်းပနိုင်ခဲ့တယ်။နိုင်ငံရေးအလုပ်တွေအများကြီးပြီးမြောက်လာခဲ့တယ်။မဂ္ဂဇင်းတွေဂျာနယ်တွေသတင်းစာလွှာတွေအထိမ့်မှတ်စာအုပ်တွေအများကြီးထုတ်နိုင်ခဲ့တယ်။ဒီလိုနဲ့ပဲထောင်ပုံစံခွက်တွေမှာမှုံတိုင်းတွေထန်ခဲ့လေရဲ့။အလုပ်ဆိုနိုးဘုတ်ဆိုနိုးထောင်ဆိုတာဘာလဲထောင်အလုပ်ကဘာလဲထောင်ဆိုတာလွတ်လပ်မှုပိတ်ပင်တာ လွတ်လပ်မှုရုပ်သိမ်းတာလွတ်လပ်မှုဖျက်ဆီးတာဆိုတဲ့လုပ်ငန်းကိုအဓိကထားလုပ်တဲ့နေရာပါဒီလိုလွတ်လပ်မှုဆိုတာလေတံမမထွက်အောင်နှီးမျိုးစုံနဲ့ပိတ်ဟဲစီးဟဲလုပ်နေတဲ့အကျဉ်းဥစည်းဌာနဟာနိုင်ငံရဲ့အကျဉ်းသားတွေကိုနီလန်းနှစ်သွယ်နဲ့ကင်တွယ်ပါတယ်ပထမနီလန်းကနိုင်ငံရဲ့အကျဉ်းသားတွေရဲ့ခေါင်းကိုလှဲ့တဲ့နီလန်းပေါ့ခေါင်းကိုလှဲ့တယ်ဆိုတာကနိုင်ငံရဲ့အကျဉ်းသားတွေရဲ့နိုင်ငံရဲ့ယုံကြည်ချက် ခံယူချက်ယက်တီချက် တောင်းဆိုချက်စတဲ့ယုံကြည်ချက်ပိုင်းဆိုင်ရာအနေအထားတွေကို ခလောက်ဆန်ပစ်ဖို့ပြောင်းပြန်လှန်ပစ်ဖို့မွေနှောက်ခြောက်ခြားပစ်ဖို့ဆိုတဲ့အလုပ်တွေကိုလုပ်တဲ့နည်းဖြစ်ပါတယ်။တနည်းဆိုရရင်အုံနောက်ဆေးတဲ့အလုပ်ပါပဲ။နိုင်ငံရေးအကျဉ်းသားတယောက်ထောင်ထဲရောက်ပြီးဆိုတာနဲ့အခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့မတွေ့ရအောင်ခွဲခြားထားလိုက်တယ်။နေရေးထိုင်ရေးစားရေးတောက်ရေးအဝဝအဆင်မပြေအောင်လုပ်ထားလိုက်တယ်။ဘယ်သူနဲ့မှစကားမပြောနဲ့ဘယ်သူလာဆက်ဆက်ဘယ်လိုမှပြန်မပြောနဲ့ပြန်မမေးနဲ့ပြန်မချိတ်နဲ့ဆိုတာမျိုးတွေနဲ့တာလာစီလာလုပ်တယ်။နိုင်ငံရေးအကျဉ်းသားအဖို့ ထောင်ဆိုတာငါအဖို့လွတ်လပ်ခြင်းတွေလက်လွတ် ဆုံးရှုံးရမယ့်နေရာပဲလွတ်လပ်ခွင့်ရအောင်ရှာယူမယ်ဆိုပြီးထိုးဖောက်လုပ်ရင်လွတ်လပ်ခွင့်တွေပိုဆုံးရှုံးရမှာပါကလားလို့သဘောပေါက်အောင်လုပ်တယ်ဒီလိုနဲ့လူတိုင်းထောင်ထဲရောက်လာတာနဲ့နိုင်ရီပိုင်းရက်ပိုင်းအတွင်းအသိဉာဏ်နှမျိုးရလာတယ်တစ်မျိုးကငါမှလွတ်လပ်ခွင့်တွေအားလုံးဆုံးသွားပြီဆိုတဲ့အသိနောက်တစ်မျိုးကလွတ်လပ်ခွင့်ရှာရင်လွတ်လပ်ခွင့်ပိုဆုံးမယ်ဆိုတဲ့နောက်ထပ်အသိနောက်ဆုံးတော့တော်ယုံတန်ယုံအကျဉ်းသားဟာလွတ်လပ်ခွင့်ဆိုတာကို မတော်ဝင်မထီဝင်တဲ့လူစားဖြစ်လာတယ်။အေးအေးနေတာကောင်းပါတယ်ဆိုတဲ့အရှုံးခံစိတ်မျိုးဝင်သွားရောဒီကနေတစ်ဆင့်နိုင်ငံရဲ့ကျင်းသားရဲ့ခေါင်းကိုလှဲ့တယ်။လွတ်လပ်ခွင့်ဆိုလို့ဘာမှမရှိတော့ပါလားလို့သဘောပေါက်လာပြီးဖြစ်တဲ့အကျဉ်းသားဆိုတာခေါင်းလှဲ့ဖို့တိတ်မခတ်တော့ဘူး။ထောင်အာဏာပိုင်တွေဟာအဲ့ဒီအလုပ်ကိုထောက်လှမ်းရေးနဲ့တွဲလုပ်တယ်။ထောက်လှမ်းရေးကလည်းထောင်ထဲမှာတင်အခြေစိုက်စခန်းချနေတာ။တခန်းတနာနေတာ။တမင်းတစ်ချင်းနဲ့ဟိတ်နဲ့ဟန်နဲ့နေတာ။ ထောင်လန်ရင်တက်သားလောက်ကိုအရာရှိထောင်မှုကကြောက်နေရတဲ့အဖြစ် ထောက်ကိုထောင်ကကြောက်ရတာလည်းမဆန်းဘူးထောင်အထက်ပိုင်းမှာကဒူးတုံနေတာထောင်ဒိတ်တွေက ထောက်ချာတိတ်တွေကိုဖူးဖူးမှုန့်နေရတာကိုကြားဘူးတာပြောရရင်ထောက်လန်ရင်တရက်နှစ်ရက်တက်ချက်ကိုထောင်အခွေအပွင့်အရာရှိကြီးတွေကိုတိုင်ကညနေတိုင်းအိမ်ခေါ်အရက်တိုက်တဲ့ထောင်ထဲကိုညှိနေတကောင်ပြန်ဝင်ခွင့်ပေးတဲ့မြင်ဘူးတွေ့ဘူးတာတော့ဘိုလ်ချုပ်ကြီးခင်ညွတ်မပြုတ်ခင်ထောင်လှမ်းရေးစခန်းတာဝန်ခံပုံမှုတူနေပြသွားပုံပါ သူတခါတလေအထူးဆောင်ထဲမှာရှိတဲ့ထောင်လှမ်းရေးစခန်းရုံးကိုလာတယ်။ကားနဲ့လာတယ်၊ခွေးပါလာတယ်။ခွေးကိုခွေးကင်တစ်ဘက်က အထူးဆောင်ထဲမှာဆော့ခိုင်းတယ်။လွတ်လပ်တဲ့ခွေးဖြူလေးကပြေးလို့ဆော့လို့မလွတ်လပ်တဲ့နိုင်ငံရေးအကျဉ်းသားတွေကတန်တိုင်ကြားကမျော်လို့ငေးလို့ထောင်လှမ်းရေးအချစ်တော်ခွေးလောက်မှငါတို့မလွတ်လပ်ပါကလား။နိုင်ငံရေးအကျဉ်းသားတွေတောက်ခေါက်ကြတယ်။ခွေးကသူ့ကိုခေါ်တယ်ထင်လို့ခန်းရှိပြေးလာတယ်။တန်တိုင်ကြားကငနေလူသားကိုတွေ့တော့ရှေ့တစ်တာတကားကို သေးငော့ပန်းသွားတဲ့ဗျာကောင်းရောထောက်လန်းရေးတွေကခွေးသာချစ်တာလူကိုမချစ်ဘူးအကျဉ်းသားဆိုပိုမချစ်ဘူးနိုင်ငံရေးအကျဉ်းသားဆိုမချစ်ဆုံးပေါ့မုံအောင်မုံကြတယ်ထင်ပါထောင်အာဏာပိုင်တွေကနိုင်ငံရေးအကျဉ်းသားခေါင်းလှဲလုပ်ငန်းအတွက်ထောက်လန်းရေးကိုလက်ခွဲချတယ်နိုင်ငံရေးအကျဉ်းသားတွေကလှိုင်ဘောလှဲတဲ့အချိန်မျိုးမှာထောက်လန်းရေးတွေလက်မလဲဘူးစစ်ကြောရေးအခန်းနှခန်းသာရှိတဲ့ထောက်လန်းရေးစခန်းရုံးယုံရှန်တယ်ယုံရှန်တယ်ဆိုပြီးပြန်သွားလို့ရတာမဟုတ်ဘူးစောင်းတခါကဆို ောက်လှမ်းရေးယုံရှံလို့ကျွန်တော်နှင်းတော့ထဲမှာတညလုံးထိုင်ဆောက်ခင်ရဘူးတဲ့အချိန်ကဒီဇင်ဘာလနေရကအထူးဆောင်ဝါကဇေဒီကလေးဘေးမှာထောင်ပုံစံအင်ဂျင်နဲ့ခေါင်းစွန်နဲ့လက်နောက်ပြန်ခတ်လက်ထိတ်နဲ့1962ကဆိုဗီယက်လေလာရေးခီးမှာရောက်ခဲ့မှုတဲ့မြဝင်ရိုးဇွန်းထဲကမူးမန့်မြို့မှာတောင်ဒီလောက်မချမ်းခဲ့ဘူး။အော်ဟိုတုန်းကအသက်30ကျော်အခုက60ကျော်ကိုစစ်ကြောရေးမှာတရင်အချက်လက်မေးယုံမေးတာမဟုတ်ဘူး။နိုင်ငံရေးအကျဉ်းသားရဲ့ခေါင်းကိုလှည့်တယ် တပတ်လဲအောင်လှဲ့တာလည်းရှိတယ်။ပတ်ချာလဲအောင်လှဲ့တာလည်းရှိတယ်။သုံးတဲ့နီးကတော့ညှင်းမှန်းနှိမ့်ဆက်မှုပေါ့။နီးမျိုးကတော့စုံပါပဲ။16000ပဲပဲ။ခဏခဏစစ်ကြောရေးဝင်ရတာများလာတော့ဆွေမျိုးမေ့သွားတယ်။ပါတီအဖွဲ့အစည်းမေ့သွားမယ်။ရဲဘော်ရဲဘက်မေ့သွားမယ်။ခေါင်းဆောင်မေ့သွားမယ်။မေ့ရကနေသူတို့ခိုင်းတဲ့အတိုင်းမှတ်မှားမိတတ်တယ်။ဆွေမျိုးမသိပါတီမရှိဒေါ်စုအာနာရှင်ဆန်တဲ့တို့ဥတည်ဦးအမိတ်ပေးတယ်တို့ဒါမျိုးတွေပြောတတ်လာတယ်။ရပါပြီ။ နိုင်ငံရေးအကျဉ်းသားခေါင်းတစ်ပတ်လဲပြီးချာချာလဲပြီးနိုင်ငံရေးအကျဉ်းသားခေါင်းလှဲတာကိုထောက်ကလှုပ်တော့လက်လှုပ်တာကိုထောင်ကလှုပ်တယ်လက်လှုပ်တယ်ဆိုတာကနိုင်ငံရေးအကျဉ်းသားကိုအလုတ်လှုပ်ခိုင်းတာကိုပြောတာစစ်အစိုးရအဆိုကနိုင်ငံရေးအကျဉ်းသားမရှိဘူးတဲ့ပြစ်မှုကျူးလွန်လို့ပြစ်ဒဏ်ကျတဲ့ပြစ်ခံအကျဉ်းသားတွေကြီးပဲတဲ့ပြီးတော့နိုင်ငံရေးအကျဉ်းသားမှန်သမျှထောင်ကျရင်အလုတ်ကျန်းတဲ့ထောင်ဒဏ်ကြီးပဲဒေါ်စုလိုခေါင်းဆောင်ကြီးတောင်ထောင်၃နှစ်ကျတော့အလုတ်ကျန်းတဲ့ထောင်ဒဏ်လေး ပြီးတော့နိုင်ငံရေးအကျဉ်းသားကိုအလုတ်ခိုင်းတယ်အကဲဆန်းတယ်အချိုတက်တယ်အမှတ်ပေးတယ်နိုင်ငံရေးအကျဉ်းသားအလုတ်လုတ်အောင်ပထမချော့ခိုင်းတယ်အလုတ်နာမည်လှလှတက်ပြီးမြောက်ခိုင်းတယ်အလုတ်လုတ်ကြီးကွာလို့ခေါ်တဲ့လေးလာပတ်ရှော့ရက်အမှတ်လိုင်လိုင်ပေးတယ်ကျွန်တော်ပထမအမှုတွေစိုးသိမ်းဆိုတဲ့လူငယ်ကိုတရားရုံးမှာတွေ့တယ်သူ့ရဲ့ထောင်တွင်းအလုတ်စွန့်စားခန်းတွေကိုနားအီအောင်ကြားဘူးတယ်သူထမင်းဘုတ် လုတ်ပုံထောင်သားတွေကိုသူထမင်းဝေပုံသူ့ကိုထောင်သားတွေကအင်းတွေတပုံတစ်ခေါင်းကြီးပြန်ပေးပုံတွေကို တဝကြီးပြောတယ်။အော်အော်လို့ပဲကျွန်တော်ပြန်ပြောနိုင်တော့တယ်။1961မှာကျွန်တော်တိုက်သုံးကိုရောက်သွားတယ်။တီးခြားလုံခြုံရေးအကျဉ်းသားဆိုပြီးတစ်ချိန်လုံးတိုက်ပိတ်ထားတယ်။ဒီနေ့ရေချိုးချိန်15မိနစ်နဲ့နှစ်ပတ်တခါထောင်ဝင်စာထွက်ချိန်လောက်ပဲတကားဖွင့်ပေးတယ်။တခြားနိုင်ငံရေးအကျဉ်းသားတွေလည်းဒီလိုပါပဲ။တကားဖွင့်ချိန်တစ်နေ့နည်းနည်းပဲရကြတယ်။ဒီနေ့ဒီနေ့ရှစ်ပေဆယ်ပေအခန်းထဲမှာတငုံတုတ်တုတ်ထိုင်ငင်းထိုင်တွေးထိုင်ဆွေးရတော့တာပဲ။စာရေးဆရာဘေးဒင်းဆရာမင်းတိန်ခါကတော့ အပြင်ထွက်ရတယ်။ဗီဒင်ဘုတ်ကင်တဲ့နေ့လေဆိုရင်သူ့ကိုတကားဖွင့်ပေးပြီးတိုက်ယုံခံခေါ်သွားတယ်။လက်ဖက်ရည်တိုက်တယ်၊မုတ်ကြွေးတယ်၊ထောင်မှူးယူလာတဲ့မွေးနေ့စင်းကိုကြည့်ပြီးဗီဒင်ဟောရတယ်။သူကဗီဒင်မှာအတော်ကျွမ်းပေတကူ1993လောက်မှာတိုက်သုံးကနိုင်ငံရေးကျင်းသားတွေကိုထောင်မှူးကလာပြောတယ်။ကို့အခန်းကိုကို့ရှင်းကြပါတဲ့။တကားတစ်နေ့ခင်းလုံးဖွင့်ပေးမယ်တဲ့။ကျွန်တော်တို့ကဘာဆင်ကြေမှမပေးပဲတောက်တောက်ခါခါညင်းလိုက်တယ်။တချို့ကတော့ခိုင်းတာလောက်ဟန်တူရဲ့ အခန်းကပိတ်ထားတော့မမြင်ရဘူးသတင်းကြားရတာကနိုင်ငံခြားဧည့်သည်တွေထောင်ထဲဝင်မှာမို့လုတ်ခိုင်းတာဆိုပဲကျွန်တော်ထောင်ထဲရောက်စ1989မှာအဆောင်၅ရောက်သွားတယ်အမှုတွဲသူရဦးငွေလှိုင်နဲ့တခန်းစီနေရတယ်ဒီနေ့မှာထောင်မှုလာတွေ့တယ်ကျွန်တော်နဲ့သူရဦးငွေလှိုင်ကိုအလုတ်တော်ဝင်ပေးချင်တယ်တဲ့ဖျားဘုတ်လုတ်ပါတဲ့မနေ့တိုင်းမှာဖျားမှာမျက်ကလေးပါလေးနှုတ်အမိုက်ကလေးပါလေးရှင်းပေါ်တဲ့လွတ်လွတ်လပ်လပ်ရေချိုးခွင့်ပေးမယ်တဲ့ကျွန်တော်ညင်းလိုက်တယ် ဘုရားဝေယဝိဇ္ဇာကိစ္စပဲဖြစ်ပါစေထောင်ကခိုင်းလို့ကတော့မလုံနိုင်ဘူးလို့ပြောလိုက်တယ်။ဦးငွေလှိုင်းကလည်းကျွန်တော်နဲ့တသဘောထားတဲ့ပါပဲ။အဆောင်ငါးထဲမှာဇေဒီလေးတစုရှိတယ်။ဘွဲတော်ကလွတ်ကျွတ်ဇေဒီတဲ့။လွတ်ကျွတ်ဆိုတာလေဒီဆရာတော်ဘုရားကြီးရဲ့စကလုံးပြထောင်ကျနေသူတိုင်းယင်ထဲညိတ်သွားတဲ့ဘွဲအမိပေါ့။1969မှာကျွန်တော်ထောင်တွင်းဆေးရုံတက်ရတယ်။၃လေးချိန်မြောက်တက်ချင်းပေါ့။အဲ့ဒီချိန်မှာနာမည်မေ့နေတဲ့အဖိုးကြီးတယောက်နဲ့တွေ့တယ်။သူကဗဟန်းဘာကြီးကျော်ကုန်းမှနေတယ်။ ကဘာအေးဖျားလန်းနဲ့ဓမ္မစီဒီဖျားလန်းဆောင်တဲ့ကုန်းမြင့်ပေါ်မှာရှိတယ်။ရက်ကွက်မြေကွက်အယောင်းဝယ်ကိစ္စနဲ့သူထောင်ကြလာတာ။နိုင်ငံရေးအကျဉ်းသားအခန်း M5 မှာအခန်းလူကြီးလုပ်နေတယ်။ဥနေဝင်းရဲ့ကွယ်လွန်သူဇနီးဒေါခင်မေတန်းရဲ့ဖခင်ဒေါက်တာဘာတန်းအိမ်မှာသူငငယ်ကနေဖူးတဲ့။တနေ့မှသူကနိုင်ငံရေးအကျဉ်းသားတွေကိုခိုင်းတယ်။အခန်းတန့်ရှင်ရေးလုပ်ရမယ်တဲ့။ကိုအိယာကွက်ကိုကိုတာဝန်ယူပါတဲ့။အထက်ကခိုင်းတာတဲ့။ကျွန်တော်အပြက်ညင်းပြစ်လိုက်တယ်။ခိုင်းလို့မရတဲ့အဆုံးအခန်းလူကြီးကိုယ်တိုင် ကျွန်တော်အဲ့ရကွက်ကိုနေ့တိုင်းတန့်ရှင်ရေးလုပ်ပေးတယ်။လေးငါးလကြာတယ်ကျွန်တော်ဆေးရုံကဆင်းတဲ့အထိပဲ။အဖိုးကြီးကိုအားနာတယ်မတက်နိုင်ဘူးလေ။နိုင်ငံရေးအကျဉ်းသားခေါင်းလှဲ့တာကိုထောင်လန်းရေးကနှီးမျိုးစုံညှင်းပန်းနှိပ်စက်မှုလက်နှက်တွေသုံးပြီးလှုပ်တာ။ဒီတော့အလှဲ့ခံရမှာပေါ့။ကို့ခေါင်းကတကယ်မလဲအောင်ထိမ့်ဖို့ပဲလိုတာပေါ့။ထောင်က နိုင်ငံရေးအကျဉ်းသားလက်လှုပ်အောင်လှုပ်တာကိုတော့ပြောင်ပြောင်ညင်းရမှာပေါ့။သူတို့ကတရမဝင်ခိုင်းတာပဲ။ခိုင်းလို့ရမလားထင်ပြီးခိုင်းတာ။ခိုင်းလို့ရမယ်ထင်ပြီးခိုင်းတာ။ ျွန်တော်တို့ကငင်းယုံပဲပေါ့မလုပ်ဘူးကွာဟဲ့မလုပ်ဘူးချော့ခိုင်းလည်းမလုပ်ဘူးမြောက်ခိုင်းလည်းမလုပ်ဘူးဟောက်ခိုင်းလည်းမလုပ်ဘူးချောက်ခိုင်းလည်းမလုပ်ဘူးအလုတ်ဆို노ဘုတ်ဆို노ပဲကွာဟဲ့ no 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 အင်္ဂလိပ်ဆိုရခက်ကနိုင်ငံရေးကျင်းသားတွေဟာထောင်မှာအလုတ်ခိုင်းတာကိုရိုးရိုးညင်းတာတော့မဟုတ်ဘူးအစာငတ်ခံဆန္ဒပြပြီးကိုညင်းခဲ့တာထောက်300ပြည့်ထုတ်တခင်အုံးမြင့်ရဲ့ထောင်အရသာစာအုပ်မှာတခင်လှမောင်ကရေးခဲ့တယ်သူ့ကိုအလုတ်ကျန်းတဲ့ထောင်တန်းပေးတယ် အလုတ်ခိုင်းတော့သူကခေါင်းခါတယ်အစာငတ်ခံပြီးညင်းတယ်အစာငတ်ခံ၃ရက်မြောက်မှာတရားသူကြီးကိုတိုင်ထောင်ထဲလာပြီးအလုတ်ကျန်းအမိန့်ကိုပြင်ပေးရတယ်တခင်လှမောင်ဆိုတာကပြည်သူရှဘရင်ပုံပါစာပို့တစိ့ခေါင်းကိုစာအိတ်ပေါ်မှာပြောင်းပြန်ကတ်တယ်ခွေးခေါင်းပြောင်းပြန်ကတ်လိုက်သည်လို့အောက်ကစာနဲ့ရေးတယ်ဒါနဲ့ထောင်ကျခဲ့ရတဲ့နာမည်ကျော်တပိတ်ခေါင်းဆောင်တဦးပေါ့ကျွန်တော်ပြောချင်တာကနိုင်ငံရေးအကျဉ်းသားတွေကထောင်ထဲရောက်ရင်ခေါင်းလှည့်ခံရမယ်လက်လှုပ်ခိုင်းလိုက်မယ်ခေါင်းမလဲကြစေနဲ့ လက်မလှုပ်ကြပါနဲ့ခွေးကောင်းပြောင်းပြန်တခင်လှမောင်ကိုစန္ဒမူနာထားကြဟားတိုက်ပွဲဟားတိုက်တယ်ဆိုတာအယပါယကြီးတာပေါ့မပြုံးမဲဝလုံးခွဲကြီးတယ်ဆိုတာမျိုးပေါ့တစ်ဖက်သားကိုလောင်ကျင်ပြောင်းချင်တဲ့စိတ်နဲ့ကြီးပွဲဖွဲ့တာကိုလည်းဟားတိုက်တယ်လို့ခေါ်တာပေါ့ကလေးသူငယ်လူပြိုလူရွယ်တွေပြောကြဆိုကြကြီးကြမောကြလုံနေတာမျိုးကိုလည်းဟားတိုက်တယ်လို့လူကြီးသူမတွေကပြောကြတာပါပဲထောင်ထဲမှာအာနာပိုင်တွေကို မထီမဲ့မြင်လှုပ်ပြီးအเจ้าမဲ့တဟာဟာရည်ကြတာကိုတော့ဟာတိုက်ပွဲလို့ခေါ်တယ်။တဟာဟာနဲ့တိုက်ပွဲဝင်တယ်လို့ဆိုတာပါ။1989စက်တင်ဘာလထဲမှာကျွန်တော်တိုက်ချောက်ကိုရောက်သွားတယ်။တိုက်ချောက်ဆိုတာကတိုက်ဝင်းထဲကတိုက်တလုံးပါပဲ။တိုက်တွေထဲမှာအသေးဆုံးတိုက်ပဲ။အခန်း10ခန်းပဲရှိတယ်။အခန်းတွေကကျင်းမြောင်းလိုက်တာမပြောပါနဲ့တော့။ဖင်မလှဲ့တာခေါင်းမလှဲ့တာပဲ။အခန်းအကျယ်က10ပေ10ပေလောက်ရှိတယ်။နောက်ဘက်နိုင်ငံမှာလေသာပရင်းပေါက်တစ်ခုဖောက်ထားတယ်။ တပေပတ်လေလောက်လားပဲရှိတယ်။တိုက်ဝင်းအုံနယံကတိုက်ချောင်းနဲ့ကတ်နေလို့လေသာပရင်းကအလင်းမဝင်နိုင်ဘူး။လေလည်းမဝင်နိုင်ဘူး။အခန်းရဲ့ရှေ့မှာသုံးပေအကျယ်ကွက်လက်ရှိတယ်။အဲ့ဒီကွက်လက်မှာတစ်သားတကားတစ်ခုရှိတယ်။အကျဉ်းသားထားတဲ့အခန်းမှာတော့တန်တကားပိတ်ထားတာပေါ့။တစ်သားတကားကအပြင်ကိုမမြင်စေချင်တဲ့အခါပြင်ပကလူနဲ့လက်ပြခြေပြမလုပ်စေချင်တဲ့အခါအကျဉ်းစခန်းကိုမှောင်ချချင်တဲ့အခါပိတ်ထားတဲ့တကားပါ။အဲ့ဒီတစ်သားတကားကိုပိတ်ထားတဲ့အခါလူရိတ်လူရောင်အလင်းရောင်တွေ မမြင်ရုံမဟုတ်ဘူးလေပါမဝင်တော့လို့ကျင်းလောင်မှောင်ပိန်းနေတဲ့အခန်းထဲမှာအသက်ရှူပါကြက်ပြီးမိုးနေရတော့တာပေါ့တိုက်ချောက်ဟာတိုက်ဝင်းတစ်ခုလုံးမှရှိတဲ့တိုက်တစ်ကတိုက်ငါးအထိတိုက်တွေထဲကအကျဉ်းသားတွေကို ပြစ်ဒဏ်ပေးချင်တဲ့အခါပိတ်လောင်ထားတဲ့တိုက်ပါ1948နောက်ပိုင်းမှာတော့စစ်ကြောရေးလှုပ်ဆဲနိုင်ငံရေးအကျဉ်းသားတွေကိုပိတ်လောင်ထားတဲ့အထူးပြစ်ဒဏ်တိုက်သဘောမျိုးဖြစ်နေပြီကျွန်တော်တိုက်ချောက်ကိုရောက်သွားတော့၃ရောင်ချေကမျက်စံထုတ်အဖွဲရှိနေတယ်တခြားသူတွေကတော့မသိဘူး မျက်စံကတော့ဒေါ်စုလုံးဂျုံရေးကိုတာဝန်ယူခဲ့မှုတဲ့သူဒါကြောင့်တရင်တနီတိခဲ့မှုတယ်ဒါကြောင့်မှတ်မိနေတယ်ဒါအပြင်သူ့အဖေကိုမင်းနွယ်ကလည်းကျွန်တော်နဲ့ကြေးမုံတရင်စာမှာအတူလောက်ခဲ့ဖူးသူဖြစ်နေလို့သိနေတာပါကျွန်တော်နေရတဲ့အခန်းရှိရဲ့ဘေးကကက်ရအခန်း၉မှာတရုတ်လူငယ်တယောက်ရှိနေတယ်နာမည်တွေဘာတွေမသိပါဘူးရန်ကုန်တရုတ်တန်းဘက်ကဆိုတာလောက်ပဲသိတယ်အဲ့ဒီတရုတ်ကလေးကရှစ်လေးလုံးအရေးတော်ပုံမှာပါဝင်လှုပ်ရှားခဲ့တာတဲ့ထောင်ထဲရောက်တော့လဲ ဘယ်သူစကားမှနားမထောင်ပဲသူပြောချင်ရပြောသူလှုပ်ချင်ရလှုပ်နေတာပဲတဲ့နောက်ဆုံးတော့အထူးပြည်တံတိုက်ချောက်ကိုရောက်လာတာပဲတဲ့ကျွန်တော်ရောက်ကလေးကတရုတ်ကလေးရဲ့တဟားဟားရည်တံကို အချိန်ပြည့်ကြားနေရတယ်။၃လရက်ကြာတော့နှစ်ရက်တက်တက်ချက်တူရောက်လာတယ်။ဟဲ့အောင်မင်းတဟားဟားလှုပ်နေတာတွေရက်လို့တားတယ်။တရုတ်ကလေးရဲ့တဟားဟားကမရက်တဲ့အပြင် ပိုကျဲလောင်မြည်ဟီးလာတယ်။တက်ချက်ကထက်အော်တယ်။တရုတ်ရည်တံက ပိုကျဲလာတယ်။ရက်ရက်ရက်ဆိုတဲ့အမိတ်ပေးတံနဲ့ ဆိုတဲ့အာခံအန်တုရည်တံကအပြိုင်ပေါ်ထွက်လာနေတယ်။ကျွန်တော်တော့တော့အသံထွက်ပွဲကောင်းတစ်ခုကြည့်နေရသလိုဖြစ်နေတယ်။အတော်ကြီးကြာသွားတယ်။နောက်ဆုံးတော့တက်ချက်ကတရုတ်ကလေးရဲ့အခန်းတကားကိုလာဖွင့်တယ်။အပြင်ကိုခေါ်ထုတ်တယ်။တရုတ်ကလေးကအေးဆေးပဲလိုက်သွားတယ်။ဗဇက်ကတော့အသံပိတ်မသွားဘူး။တဟားဟားပဲ။တိုက်ချောင်းနဲ့ကက်ရက်တိုက်ယုံခန်းဘက်ကိုခေါ်သွားတယ်။တရုတ်ကလည်းတဟားဟားရည်ရင်လိုက်သွားတယ်။လူတွေကိုတော့မမြင်ရတော့ဘူး။ ညီတန်နဲ့ဆဲတန်တွေကိုပဲကြားရတော့တယ်တိတ်ခိုင်းတန်တွေဆဲတန်တွေကျင်းတန်တွေပို့လို့ကြားနေရတယ်တဟာဟာညီတန်ကတော့မပြောက်ဘူးတဟာဟာပဲအဲ့ဒီနေ့ကတနေ့လေလုံးဆဲတန်တွေဟားတန်တွေပဲကြားနေရတယ်အတော်ကိုအချင်းကြားတယ်တဟာဟာပဲနောက်ဆုံးဝုံဝုံဘုံဘုံတန်တွေကြားတယ်ရိုက်တာနှက်တာထိုးတာချိန်တာတွေလုတ်တယ်နဲ့တူရဲ့ဟာဟာတန်ကတော့တိတ်မသွားဘူးတဟာဟာပဲနောက်ထပ်ဝုံတိုင်းတန်တွေကြားရတယ်ဟားတန်တွေလည်းကြားနေရတယ် နောက်ဆုံးတော့အတန်တွေတိတ်သွားတယ်တရုတ်ကလေးလဲကျွန်တော်အခန်းဘေးကအခန်းကိုပြန်ရောက်မလာတော့ဘူးစစ်ကြောရေးကိုရောက်သွားသလားစစ်ခွေးတိုက်ကိုရောက်သွားသလားမသိတော့ဘူးထောင်ထဲမှာအခန်းသူတွေအမိတ်လုံဆန်းသူတွေရဲ့သွားရလမ်းပဲလေခေါ်တော့လိုက်ရမှာပေါ့ပို့တော့ရောက်ရမှာပေါ့စစ်တော့ဖြေရမှာပေါ့ရိုက်တော့နာရမှာပေါ့ရိုက်ယုံနဲ့အားမရလို့ညှင်းမှန်းတော့လဲကျိုးလိုက်ပဲ့လိုက်သေလိုက်ဖြစ်ယုံပေါ့တရုတ်ကလေးအကြောင်းနောက်ထပ်ဘာမှမသိရတော့ဘူး ဘယ်သူကိုမှလည်းမေးလို့ရစရာအကြောင်းမရှိတော့ဘူး။တေသလားရှင်သလားလည်းမသိရတော့ဘူး။တဟာဟာညီနိုင်သေးရဲ့လား။တဟီဟီငိုနေရော့လား။ဘယ်သူမှမသိနိုင်တော့ဘူး။ဘာပဲဖြစ်ဖြစ်ထောင်ထဲကအာနာရှင်ပြစီကွေးကိုဟားတိုက်ပွဲဆင်သွားတဲ့အမည်မသိအရေးတော်ပုံတက်သားတရုတ်ကလေးကိုကျွန်တော်မမေ့ဘူး။သူ့အကြောင်းကျွန်တော်လူတိုင်းကိုပြောပြမိတယ်။သူကကြောင်နာယူတာမဟုတ်ဘူး။အာနာရှင်တွေကသာကြောင်နာယူနေကြတာ။အာနာကြောင်နေကြတာအာနာ ယူနေကြတာ။ဒါကိုမြင်လို့တရုတ်ကလေးက တဟားဟားရည်ပြီးပြစ်တင်နေတာရှုံချနေတာဟားတိုက်ပွဲဆင်းနေတာပါအာနာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေမှာဒီလိုဟားတိုက်ပွဲတွေကလည်းတခုပါဝင် ဖြစ်တယ်ဆိုတာကျွန်တော်တို့အသိအမှတ်ပြုကြရမှာပါဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာအာနာရှင်တွေကနေပြည်တော်မှာသာရှိတာမဟုတ်ဘူးအစိုးရဌာနတိုင်းမှာလည်းအာနာရှင်ပေါက်စတွေရှိတယ်မြို့ရွာရက်ွက်တိုင်းမှာလည်းအာနာရှင်ပေါက်စတွေရှိတယ်နိုင်ငံရေးပါတီတွေလူမှုအဖွဲ့အစည်းတွေဘာသာရေးအသင်းအပင်းတွေမှာတောင် အာနာရှင်တပူးရိုင်းတပိုင်းယူးတွေကိုရှောင်မလွတ်နိုင်အောင်တွေ့နေရတယ်။ဒီလိုမစင်တွင်းနဲ့လောက်ပြည့်နေလို့ဘောင်းလန်အောင်ပေါနေရတဲ့အာနာရှင်သကောင်သားတွေကိုမြင်တိုင်းသာကြောက်နေရရင်လဲသေဖို့ပဲကောင်းတော့မှာပေါ့။ဒီတော့ထောင်ထဲကအာနာရှင်ပြစီကွေးတွေကိုဟားတိုက်သွားတဲ့တရုတ်ကလေးရဲ့နှီးကိုယူပြီးကျွန်တော်တို့အားလုံးအာနာရှင်မှန်သမျှအမီးမထောင်ဝင့်အောင်နရွက်မခန့်ဝင့်အောင်ဟားတိုက်ပွဲဆင်ကြရင်ကောင်းမလားလို့အတွေးပေါက်မိတယ်။ကျွန်တော်မိတ်ဆွေရဲဘော်တွေထဲမှာလည်း တရုတ်ကလေးလိုလူတွေရှိပါတယ်။ကောက်ကငင်ကပြောရရင်ကိုမိုးသူလိုလူမျိုးပေါ့။ကိုမိုးသူကဒီကျုပ်ဖွဲ့အစကတည်းကဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်ပါဝင်လာခဲ့တယ်။ပါတီမှာသူ့ခြေသူ့လက်ကြီးပဲလို့ပြောရလောက်အောင်တွင်ကျဲပေါက်ရောက်ခဲ့တယ်။မတွင်ကျဲပဲဘယ်နေပါမလဲ။သူကတဟားဟားနဲ့လူတိုင်းနဲ့စကားပေါက်ခဲ့တဲ့သူကိုဒါပြင်အာနာရှင်ပေါက်ဆတွေနဲ့တွေ့တဲ့အခါလဲတဟားဟားလှုပ်ပစ်လို့နနာဘာဝဝိနာဘာဝကြီးငယ်တွေငွေတိမ်တောင်ဖြစ်သွားခဲ့ရတာနဲမှတ်လို့ ထောင်ထဲရောက်စစ်ကြောရေးတွေ့ကျိုးတိုက်ဝင်ဓာတောင်တဟားဟားနဲ့ထောင်အာနာရှင်ပြစီကွေးတွေကွေးကုန်တာနဲရော်လားကိုမိုးသူဟားတိုက်တန်တွေကိုနားထောင်ရင် ကျွန်တော်ကြပြားတပုတ်ရေးဘူးတယ်အာနာရှင်တပူးရိုင်းတွေဟားဟားတန်ဝိုင်းဝိုင်းပတ်တော့အယူမီဝိုင်းဇက်ခင်ကြငိုချင်းချလိုက်ချဘလူးချင်းကျင်းလိုကျင်းဟိမ့်လိုက်ဟောက်လိုက်ကျင်းလိုက်ငောက်လိုက်ကြောက်မယ်ထင်သလားဟာ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  တရုတ်ကလေးလိုလူတွေကိုမိုးသူလိုလူတွေတက်ရင်တရင်စာလောက်သာစုလို့ရရင်ဟားတိုက်ပွဲကောင်းကောင်းဆင်နိုင်မယ်စစ်အာဏာရှင်ဆိုတာမျိုးတွေယူကုန်နိုင်တယ်ဝတ်အသင်းတသင်းစာလောက်စုလို့ရရင်ဟားတိုက်ပွဲကောင်းကောင်းဆင်နိုင်မယ်ကြံ့ဖို့ဆိုတာမျိုးတွေဝလက်ရှိလဲကုန်နိုင်တယ်ထောင်ထဲသွင်းသွင်းစစ်ကြောရေးခေါ်ခေါ်စစ်ခွေးပပုတ်မကြောက်တမ်းမဆုတ်တမ်းလူတိုင်းကဟားတိုက်ပွဲဆင်ဝင်ကြရင်ကျွန်တော်တို့နိုင်ငံကြီးအာဏာရှင်ကင်းမဲ့စုံတောင်ဖြစ်နိုင်လောက်ပေရဲ့ ဟုတ်ကဲ့ပါသတင်းစာဆရာကြီးဟန်တာရီဦးဝင်းတင်ရဲ့ဘာလဲဟဲ့လူငရဲဆိုတဲ့စာအုပ်ရဲ့အပိုင်း၃ကိုဖတ်ပြခဲ့တာဖြစ်ပါတယ်။နောက်ရက်တွေများမှာအပိုင်းဆက်များကိုပုံမှန်ဆက်လက်တင်ဆက်သွားပါမယ်ခင်ဗျာ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့ကလစ်ကအရောက်စီတိုင်းနဲ့တော်လန်မိပါပြည်သူများအားလုံးကျမ်းမာဘေးကင်းကြပါစေခင်ဗျာ။